ဂျာမနီစီးပွားရေးဟာဒုတိယကမ္ဘာစစ်ပြီးကတည်းကအနက်ဆိုင်ဆုံးအချက်အသေးမှရောက်ရှိနေတယ်လို့စက်မှုအဖွဲ့အစည်းတစ်ခုကအင်္ဂါနေ့မှာသတိပေးလိုက်ပြီးစီးပွားရေးပြန်လည်ရှင်တန်ဖို့အတွက်ချက်ချင်းရည်ရွယ်ဆောင်ရွက်မှုလုပ်ဖို့လေအဒီပတီဖရက်ဒရစ်မိုက်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ဥရောပရဲ့အကြီးဆုံးစီးပွားရေးဟာအထင်းကိုမရှိကြဆင်းနေပေမဲ့ဖက်ဒရယ်အစိုးရဟာလုံလောက်တဲ့အဆုံးဖြတ်ပေးနိုင်တဲ့တုံ့ပြန်မှုမျိုးမလုပ်ခဲ့ဘူးလို့ဂျာမန်စက်မှုလုပ်ငန်းဖက်ဒရေးရှင်း BDI ရဲ့ဥက္ကဋ္ဌပီတာလိုင်ဘင်းကားကပြောကြားလိုက်ပါတယ်။ဂျာမနီဟာမုန်တိုင်းတစ်ခုနဲ့ရင်ဆိုင်နေရတာပါ။စိုးရင်ကုန်ကြစရိတ်မြင့်မားမှုတွေကြောင့်ထုတ်လုပ်သူတွေဝန်တို့ဝန်ပိုးဖြစ်နေပါတယ်။အဓိကဈေးကွက်တွေမှာဂျာမန်ထုတ်ကုန်တွေအတွက်ဝယ်လိုအားကျဆင်းနေပြီး တစ်ဖက်မှာလည်းတရုတ်နိုင်ငံကစက်မှုလုပ်ငန်းပြိုင်ဘက်ဖြစ်ပေါ်ထွက်လာနေတာကြောင့်အမေရိကန်သွင်းကုန်ခွန်ကြီးမြင့်မှုတန်ကိုလည်းခံနေရပါတယ်။ဂျာမနီဟာစီးပွားရေးကျဆင်းမှုကိုနှစ်နှစ်ဆက်တိုက်ခံခဲ့ရပြီး2025ခုနှစ်မှာ အနည်းငယ်တက်တာရာရကတိုးတက်မှုနှုန်းအနည်းငယ်သာရှိနိုင်မယ်လို့ဆိုပါတယ်။မီလာအတွင်းကအာနာရလာခဲ့တဲ့မတ်ရဲ့ conservative အစိုးရကဥရောပရဲ့အစဉ်လာစီးပွားရေးအင်အားကြီးနိုင်ငံကိုတဖန်ပြန်နှိုးထလာအောင်လှုံ့ဆော်မယ်လို့ကြေညာပြုထားပြီး သူလုံးမဲ့အစီအစဉ်တွေထဲမှာကာကွယ်ရေးနဲ့အခြေခံအဆောက်အုံကဏ္ဍမှာအစိုးရငွေကြေးတုံးဆွဲမှုတွေပြုလုပ်ဖို့လဲပါဝင်ပါလေ။ဒါပေမဲ့အဲ့လိုဂျိုးပန်းဆောင်ရွက်မှုတွေဟာနှေးကွေလို့နေလို့ဆိုပြီးစက်မှုထိပ်သီးလုပ်ငန်းကြီးတွေက ပို့လို့စိတ်ပက်လက်ပြတ်ဖြစ်နေကြပါတယ်။နာတာရှိလုံသားအင်အားမလုံလောက်မှုကနေကြီးလေးတဲ့ဘီရိုကရေစီဝင်တို့ဝင်ပိုးတွေအထိနှက်ဆိုင်တဲ့ပြဿနာတွေကိုလုံလောက်စွာမကင်တွယ်နိုင်ခဲ့ဘူးလို့သူတို့ကဆိုကြပါတယ်။ တိုင်းပြည်ရဲ့စီးပွားရေးဟာဖက်ဒရယ်သမ္မတနိုင်ငံစတင်ထူထောင်ကြတဲ့ကအနောက်ဆိုင်ဆုံးအချက်အတည်းနဲ့ကြုံနေရပါပြီ။ဒါပေမဲ့လည်းဖက်ဒရယ်အစိုးရဟာလုံလောက်တဲ့တန်တိတ်ထန်နဲ့မတုံ့ပြန်သေးပါဘူးလို့လိုင်ဘင်ကာကပြောပါတယ်။ ရှင်ပြန်နိုင်စွာနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိဖို့အတွက်တိကျတဲ့ဦးစားပေးလုပ်ငန်းတွေနဲ့ဂျာမန်စီးပွားရေးမူဝါဒတွေကိုနောက်ကျောင်းပြန်လည်နိုင်ဖို့ဂျာမနီကလုပ်ဖို့လိုနေပါပြီလို့သူကဆက်လက်ပြောကြားခဲ့ပြီးစီးပွားရေးကျဆင်းမှုကိုရပ်တန့်နိုင်ဖို့အတွက် အဆုံးဖြတ်ပေးနိုင်တဲ့အသောအုံဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေကိုချက်ချင်းလှုပ်ဆောင်ဖို့လိုနေတယ်လို့တတိပေးလိုက်ပါတယ်သမုအတင်းချုပ်များစွာရဲ့ညွန်ပေါင်းအဖွဲ့အစည်းဖြစ်တဲ့ BDI ကအင်္ဂါနေ့မှာနောက်ဆုံးထုတ်ပြန်ခဲ့တဲ့အစည်းအဝေးခန်းစာမှာ ဂျာမန်စက်မှုထုတ်ကုန်ဟာ2025ခုနှစ်မှာနှစ်ရာခိုင်နှုန်းကျဆင်းသွားလိမ့်မယ်လို့ခန့်မှန်းထားပြီးဒါဟာလေးနှစ်စရိုက်ကျုံဝင်သွားမှုဖြစ်လိမ့်မှာဖြစ်ပါတယ်။မတော်ရင်ထုတ်လို့ရေးကနေစက်ယုံစက်ပစ္စည်းတွေနဲ့တန်မဏိအထိအကြီးစားစက်မှုလုပ်ငန်းဟာဂျာမန်စီးပွားရေးအတွက်အရေးပါနေစေဖြစ်ပါတယ်။ဂျာမနီမှာ အရွယ်အစားဆုံးစက်မှုကုန်ထုတ်လုပ်ငန်းပေါင်း3000ကျော်ရှိပြီး အလုပ်သမား8000ကျော်ကိုအလုပ်ပေးထားတယ်လို့ BDI ရဲ့စီးရင်စရာအရသိရပါဗျ။ အဲ့ဒီအဖွဲ့ကြီးရဲ့ဝေဖန်ပြောကြားမှုတွေဟာတခြားနေရာပေါင်းစုံကပြောကြားတဲ့စိုးရိမ်ပူပန်မှုတွေနဲ့တတ်ထက်ထဲကြာနေပါတယ်။မတ်စ်ပြုလုပ်မယ်လို့ပြောထားတဲ့ပြည်သူငွေကြေးသုံးစွဲမှုတွေဟာစီးပွားရေးကိုတာရှည်ပြန်လည်နှိုးထလာဖို့လုံလောက်စွာအမခံချက်ပေးနိုင်မှာမဟုတ်ဘူးလို့နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ IMF ကလည်းအရင်ဘက်ကပြောထားပါဗျ။စီးပွားရေးတိုးတက်မှုဖြစ်စေမဲ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကိုချမှတ်လှုပ်ဆောင်ဖို့လဲသူတို့ကအစိုးရကိုတိုက်တွန်းထားတာပါ။ ဘလိုပဲဖြစ်စေမုဂုတ်စကွိုင်းအလိုမှာမျောလင်းချက်ရောင်ကြီးတချို့ကိုမြင်နေရပြီဖြစ်ပါတယ်။နောက်နှစ်စီးပွားရေးပြန်လည်ဥမော့လာမယ်လို့မျောလင်းထားပြီးစီးပွားရေးဖွံ့ဖြိုးမှုနှုန်းတစ်သမ300ခန်းလုံးရှိမယ်လို့အစိုးရကခန့်မှန်းထားတာပါ။သူ့အစိုးရရဲ့ဆောင်ရွက်ချက်တွေကိုမတ်စ်ကအရင်အပတ်မှာကာကွယ်ပြောကြားခဲ့ပါတယ်။စီးပွားရေးလမ်းကြောင်းမှန်ပေါ်ပြောင်းလာဖို့သူ့ကိုအချိန်ပိုပေးဖို့လည်းပန်ကြားခဲ့ပါတယ်။ အစိုးရဆိုတာအမြန်သွားချင်ရင်တစင်မဟုတ်ပါဘူးတင်မောကြီးတစင်ဖြစ်ပါတယ်လို့ BDA လုပ်ငန်းရှင်များအသင်းကပြုလုပ်တဲ့အခမ်းအနားတစ်ခုမှာသူကပြောကြားခဲ့ပါတယ်ရေနံတင်တင်မောအရွယ်စားရှိတဲ့တင်မောကြီးတစီကိုရက်အနည်းငယ်အတွင်းပြန်လှည့်လို့မရပါဘူးအမြန်သွားရေရင်တစင်လို့180ဒီဂရီချက်ချင်းနောက်ကြောင်းပြန်လှည့်လို့မရပါဘူးအချိန်ယူရပါတယ်လို့သူကပြောကြားခဲ့ပါတယ် မြစီမသတင်းများဆက်လက်တင်ဆက်နိုင်ဖို့အတွက်အသင်းရဲ့ပံ့ပိုးမှုကိုလိုအပ်နေပါတယ်။ဒါကြောင့်ယခုပဲပံ့ပိုးမှုကိုစတင်လိုက်ပါ